ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့အခြေဆိုင်ဝအမျိုးသားစီးလုံးညီညွတ်ရေးပါတီခေါင်းဆောင်တွေဟာလာရှုမြို့ကပါတီဌာနချုပ်မှာပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကဒေသခံသတင်းနောက်တွေနဲ့တွေ့ဆုံပြီးမေးမြန်းချက်တွေကိုပြန်လည်ဖြေကြားခဲ့ပါတယ်။ RFA သတင်းနောက်မက်ဆာနေထွန်းကတင်ပြထားပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကဟိုပန်း၊မိုင်းမော၊ပန်ဝိုင်း၊နာဖန်း၊မမန်း ပန်ဆန်းစတဲ့6မြို့နယ်ကိုခရိုင်နှစ်ခုဖွဲ့ပြီးဝါကိုပိုင်အုတ်ချုပ်ခွင့်ရတိုင်းအဖြစ်2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာထည့်သွင်းသတ်မှတ်ပေးထားပါတယ်။ဒါအပြင်ကျိုင်းတုံမြို့အပါအဝင်တောင်တွင်မြစ်အရှိတ်ချမ်းဒေသတွေကိုပါစုပေါင်းပြီးဝါကိုပိုင်အုတ်ချုပ်ခွင့်ရနယ်မြေအဖြစ်ပြန်လည်သတ်မှတ်ပေးဖို့ကိုလည်းဝါအမျိုးသားစည်းလုံးညီညွတ်ရေးပါတီခေါင်းဆောင်တွေကလူလာနေကြပါတယ်။ဝါကိုပိုင်အုတ်ချုပ်ရတိုင်း6မြို့နယ်လို့သတ်မှတ်တယ်။ အဲ့အတိုင်းပဲဒီ6မြို့နယ်ကိုပဲကျွန်တော်ပြည်နယ်ကိုတတ်မှတ်ပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်မလုံလောက်ပါဘူးခင်ဗျအဲ့ကြောင့်မလို့ကျွန်တော်ဆက်ပြီးတော့မှတန်လွင်တစ်ချောင်းလုံးကျိုင်းတုံကိုတော့ကျွန်တော်ပြစ်ပယ်လို့မရအောင်ကျွန်တော်ပြစ်ပယ်လို့မရဘာကြောင့်လဲဆိုတော့ကျိုင်းတုံကိုဆက်ပြီးတော့မှဒီထောင်နာကျိုင်းတုံမြို့ပြကိုဆက်ပြီးတော့မှဒီထောင်နာဟိုနေ့ပေါ့ဟိုနေ့လုတ်ခဲ့တာကျွန်တော်ဝလူမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ကျိုင်းတုံအပါဆိုပြီးတော့မှကျွန်တော်စာတန်းတင်ထားတာဖြစ်ပါတယ်ကျွန်တော်အပူတော့ကျွန်တော်တောင်းတောင်းဆိုတာမဟုတ်ပါဘူး ကျွန်တော်ကနေဒါဝကပြည်နေတယ်ရရင်ဒီဘက်အရှိချတစ်ချမ်းတော့အရှိမဲ့ဆိုဟိုအရှိရနေဒုနာမတော့အဲ့ယူမယ်ဟာလားဘာမှကျွန်တော်တဲဦးနဲ့ပေါ့မဆိုဘယ်လို့မှမပေါ့ဟာလားပေါ့လဲပေါ့စားအကြောင်းမရှိဘူးဟာလားအရှိမဲ့ဆိုတဲဦးလည်းကျွန်တော်မလဲမရှာတော့လို့ကျွန်တော်ပေါ့တာတခုပဲကျွန်တော်ဒီအရှိရနေပဲဟိုဂျာတက်ပါခုနပြောလို့ကျွန်တော်ဘယင်ကျွန်တော်ခေါင်းကြီးကျွန်တော်ဘယင်ဥချတဲ့နေရာကြီးကျန်တုံပဲကျွန်တော်ကျွန်တော်ဘုံမှာပြည်ပဲ ကျေမြန်မာနိုင်ငံလေပုံမှာမြန်မာနိုင်ငံမှာဆိုဒီမြန်မာနိုင်ငံကျွန်တော်နိုင်ငံကျွန်တော်အတူတူပြည်တော်စုအာတိုင်းတတဲ့ကျွန်တော်အတူတူပဲကျွန်တော်ဘယ်တော့မှလည်းဒီနိုင်ငံဖဲ့ပြတော့တရုတ်ပြည်တော်ဖို့မရှိဘူးရှေ့ရှာကြောက်လည်းမရှိဘူးဒါအပြင်ဒေါအောင်ဆန်းစုကြည်တမရဖြစ်ခွင့်ကိုတားဆီးထားတဲ့ဖွဲ့စည်းပုံခြေခံဥပဒေပုံမှ96စာလုံးကိုပယ်ဖျက်တင်ကြောင်ပြောပါတယ်96စာလုံးကို ဟာဘာဖြစ်လို့မထားတင်တယ်လဲဆိုလို့ရှိရင်ပုပ်ကိုသူ့တရားကိုရည်ညွှန်းပြီးတော့မှဥတီပြီးတော့မှရေးထားတဲ့အဲပုံမှန်ဖြစ်တဲ့ကြောင်ကျွန်တော်ဖြုတ်ချတင်ပါတယ်အဲ့လိုကအဲ့59စာလုံးကိုဖြုတ်ချပြစ်မှတ်တာလင်းဒေါ်အောင်ဆုကြည်ကဓမ္မရာအလို့ခွင့်ရမှာဖြစ်ပါတယ်သူတဖြည့်စစ်ဖက်ဆံရာဥဆောင်တဲ့ဒီဟိုနေပေါ်အရာရှိတွေနိုင်ငံဥဆောင်တဲ့လူကြီးတွေကိုကျွန်တော်မြစ်တရားခံချင်ပါတယ်ဒါကျွန်တော်ကနှိပေါင်းများစွာဟာလာရာစုနှစ်တဝက်ကျွန်တော် 調査ပြီးတော့ကျွန်တော်လုတ်ခဲ့ပြီးပြီငင်းချမ်းရေးလဲကနေ့အချိန်ချင်းဘာမှထောက်ရငင်းချမ်းရေးကျွန်တော်မရသေးဘူးအဲ့ဒါကိုကျွန်တော်ကရာစုနှစ်တဝက်ကျော်ကျော်အတော်အတွင်းမှာကျွန်တော်ပြည်သူလူထုကအခြေအနေတွေကတိုးတက်မှုမရှိပေမဲ့ဆုပ်ယုပ်တဲ့ထက်ဆုပ်ယုပ်နေတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်ဟာလာအဲဆောင်းဆောင်နိုင်တဲ့အရင်ရှိရှိတဲ့ပုံကိုကိုကျွန်တော်ကဥဆောင်ပေးဖို့လက်လွဲပေးအပ်တင်တယ်လို့ကျွန်တော်ဒီလိုပဲကျွန်တော်အကြံပေးချင်ပါတယ် သတင်းမီဒီယာတွေအနေနဲ့ဝါကိုပန်းအုပ်ချုပ်ခွင့်ရနယ်မြေနဲ့ပတ်သက်ပြီးရေးသားရမှာတမိုင်းကြောင်းကိုထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်းပြောပါတယ်ကျွန်တော်အဲ့ဒီစာအနေဒီအချုပ်တော့မီဒီယာတွေကကျွန်တော်ကနဲ့ပတ်သက်ပြီးတော့မှအကြောင်းအရာဆုံးလीဆိုတာမတိပဲနဲ့သူတို့ရဲ့အကြာသူတို့ရဲ့အမြင်သူတို့ရဲ့အထင်နဲ့ပဲသူတို့ရေးတာကိုကျွန်တော်ဖတ်ရတဲ့အခါကျွန်တော်တော်တော်လေးစိတ်မကောင်းဘူးဗျအဲကြောင့်မလို့ကျွန်တော် အကြောင်းအရာတစ်ခုခုကိုကျွန်တော်ဖော်ပြတော့မှာဆိုလို့ရှိရင်တက်ဆိုင်ရာဒေတာတက်ဆိုင်ရာလူမျိုးကိုကျွန်တော်မေးမြန်းပြီးမှတိတိကျကျကျွန်တော်သိပြီးမှရေးတိုင်းပို့ပြီးတော့ကောင်းပါတယ်ဟာလာကျွန်တော်ရဲ့တမိုင်းချောင်းကိုလည်းအပြည့်ဝလေးလာစေချင်ပါတယ်ကျွန်တော်ကမွန်ခမအနွယ်နေပြီးတော့မြန်မာပြည်ကိုမြန်မာနိုင်ငံကိုဦးဆုံးဝင်ရောက်လာတဲ့မွန်ခမအနွယ်ကျွန်တော်အစဉ်လာကြည့်မှတဲ့လူမျိုးစုတစုဖြစ်တယ်ဆိုတာမီဒီယာကိုကျွန်တော်အတိအပြေပြောကြားချင်ပါတယ်ခင်ဗျ ဝအမျိုးသားစည်းလုံးညီညွတ်ရေးပါတီနဲ့ဝဒီမိုကရက်တစ်ပါတီနှစ်ပါတီဟာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတရားဝင်မှတ်ပုံတင်ထားတဲ့ဝတိုင်းရင်းသားပါတီတွေဖြစ်ပါရရှင်